ကဲဒီကောက်တော့ကျွန်တော်1126ရဲ့ကျွန်တော်တို့ကျွန်တော်ကြိုက်ဆုံး၃ဘွယ်ပေါ့နော်၃ဘွယ်ကျွန်တော်ကြိုက်ဆုံးအတွဲဆိုင်30ကြီးလို့ကောင်းမယ်တွဲဆိုင်ပေါ့နော်30ဆိုင်ပေါ့နော်ကဲအဲ့တွဲဆိုင်30ဆိုင်နဲ့အဲအနိုင်ရှုံးလေးနဲ့ကျွန်တော် rating လေးလေးပေးကြည့်ရအောင်ပါနော်ပထမဆုံးကျွန်တော်ကြိုက်ဆုံးဘွယ်ရအောင်ပါနော်ကျွန်တော် share တို့နဲ့အဲကျွန်တော်တာဝါချိုင်းနေရာမှာဝင်ထိုးတဲ့ share တို့နဲ့ ကျွန်တော်တရုတ်ကစားသမားလူရဲ့ပွဲပေါ့နော်အဲအဲ့ပွဲကဒီကိုမဲကြီးဘက်အနေနဲ့ထိုးမှာပေါ့နော်ဒုတိယခေါင်ပွဲအနေနဲ့ထိုးမှာအဲ share ကအဓိကအနေနဲ့ပြောချင်တာဗျာ share ကဒီခန်းစစ်ညင်နေကစားသမားဗျာပွဲကို focus ထားအာယုံဆိုင်တာအရင်ကောင်းတယ်ဗျာနောက်ပြီးကြတော့ဒီလက်တီးတွေကန်ချက်တွေပေါ့နော်အဲဆိုတာလေတော်တော်ထီထီရောက်ရောက်တေချာစနစ်တကျကန်တယ်ဗျာဒီ ဟိုပြစ်ဆက်လက်ကကြီးလိုက်ထိုးတတ်တဲ့ကစားသမားမျိုးမဟုတ်ဘူးအဲနောက်ပြီးကျတော့အမြင့်ကန်ချက်တွေ high kick တွေကတော်တော်ထီးထီးရောက်ရောက်ကန်နိုင်တယ်အဲအဓိကကြီးကျူးအောင်မှာဗျ share တော့မှာရှိရတာဘယ်လိုမျိုးလဲဆိုတူဟိုတခြားကစားသမားတွေမှာလည်းသူစီမှာဗျာဟိုကျွန်တော်မြင်ရတယ်သူရှုံးလို့မရဘူးဆိုတော့ဥစ္စာပေါ့နော်အဲ့လိုမျိုးဟာမျိုးငါရှုံးလို့မရဘူးဆိုတော့အနေထားမျိုးရှိပြီဟိုစိတ် မြင်မှုပုံစံမျိုးတွေ့ရပြီးတော့ဒီထဲမှာအမားသိမ့်မလို့ဗျာတဲ့အမားတော်တော်နေတယ်ဒီပွဲတွေကိုကြီးလိုက်ရှယ်ရိုးပွဲတွေကိုကြီးလိုက်အမားတော်တော်နေအဲ့တော့ကျွန်တော်ဒီပွဲလည်းသူရှုံးခံမှာမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ကစ်ပေါင်စင်ပွဲဆိုပေမဲ့အဲတီယိုကသာသမားလူအဲလူကတော့ဗျာကျွန်တော်ဟိုသိမ့်ပြီးတော့ဟိုကတော့မဖြစ်ဘူးဗျာဟိုလက်တီးပဲရှိတယ်ဗျာသိတယ်မလားဟိုလက်တီးကောင်းတယ်ဗျာနည်းနည်းလေးမြင်တယ်ဒါပေမဲ့ တက်လုံလဲဒီလောက်ကြီးမဟုတ်ဘူးဆိုတော့အဲအဲ့ဒီပွဲကျွန်တော်ကတော့ share တော့ပဲစားသွားမယ်လို့မြင်တယ် share နိုင်မယ်လို့မြင်တယ်ဗျပရမအချီဆိုဒုတိယချီလောက်မှနိုင်သွားမယ်လို့ကျွန်တော်ကတော့မြင်တယ်အဲနောက်ဒုတိယပွဲပေါ့နော်ဒုတိယပွဲကတော့ကျွန်တော်တို့တကယ်ထိုင်းရဲ့ legend subsan နဲ့အဲကျွန်တော်ဒီထိုင်းမြန်မာလဝိတ်သမားပေါ့နော် sua black ရဲ့ပွဲပေါ့နော်အဲ့ဒီပွဲကတော့ကျွန်တော်ပြောရမယ် subsan ကတော့ဗျာသူက legend ဆိုတော့ဗျာ အဲအဲ့လိုပေါ့အဲတေချာလေးကစားခွက်ကြကြစနစ်တက်ကြအဲထိုးခွက်အချက်ကြကြနဲ့သူထိုးတတ်တယ်ပေါ့နော်ဒါပေမဲ့ဆက်ဆန်းကြနေပါယူနော်ကြနေပြီတက်လုံကြီးလည်းကြတယ်နောက်ပြီးတော့မာကုံလည်းဒီလောက်ကြီးမဟုတ်တော့ဘူးအဲဒီတေချာကစားပေါင်းနဲ့တေချာကြောက်ထိုးနိုင်တဲ့ဆိုတော့ချန်ပီယံဆိုတော့ဟိုချန်ပီယံဟောင်းနေဆိုတော့ဗျတည်ရမလားနည်းနည်းတော့အဲ့လိုမျိုးတော့ရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီဘက် နောက်ပိုင်းမှာပေါ့နော်ကျွန်တော်ဒီ Thai မြန်မာကစားသမား Sua Black ကတော်တော်လေးတိုးတက်လာတယ်ဗျာနော်တော်တော်လေးတိုးတက်လာတယ်နောက်ပြီးတက်လုံလည်းတော်တော်ကောင်းလာတယ်အရင်တော့ဆိုတက်လုံလည်းမကောင်းမာကုံလည်းတိတ်မကောင်းဘောနော်နောက်ပြီးဥစ္စာလည်းမဖြစ်ဘူးအဲဘယ်လိုပြောမလဲအရင်ထိုးခွက်တွေလည်းဟိုကတိတ်မကောင်းအခုဒီကျွန်တော်နောက်ပိုင်းပွဲတွေမှာဗောနော်ဒီဟိုရော့ထန်ရောက်ပါကျွန်တော်အဲစင်ကတင်းနဲ့ထိုးတဲ့ပွဲဆိုလို့ရှိရင်သူတော်တော်လေးကို ပြောင်းလဲသွားတယ်ပြောနော်အပြောင်းလဲသွားတယ်ဆိုတော့ဒီတက်လုံးမိုင်းလည်းကောင်းလာတယ်ကစားခွက်တွေလည်းကောင်းလာတယ်အဓိကပြောချင်တာပါဝါဗျာနော်ဒီဆူအဆူအဘလက်ကပါဝါတော်တော်ကောင်းတယ်ပါဝါတော်တော်ကောင်းတယ်ဆိုတော့တေချာထီထီရောက်ရောက်နဲ့ထိုးနိုင်တယ်ပါဝါနဲ့ထိုးနိုင်လို့ရှိလို့ရှင်တော့ကျွန်တော်ဆပ်ဆန်ကြသွားမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ကတော့အဲ့ဒီပွဲကိုကျွန်တော်တို့ဆူအဘလက်ကိုကျွန်တော်နိုင်မယ်လို့ကျွန်တော်ခံမှန်းပါတယ်အဲနောက် နောက်ဆုံးပွဲပေါ့နော်နောက်ဆုံးပွဲရတော့ကျွန်တော်တို့မြန်မာအဲလဝိဒမာပေါ့နော်ကျွန်တော်တို့သွေးလင်းထက်ရဲ့ပွဲပေါ့နော်သွေးလင်းထက်နဲ့ပွဲနဲ့စမ်းအီနဲ့ပွဲပေါ့နော်အဲ့ဒီပွဲอ่ะဗျာကျွန်တော်တို့ကအဲမြန်မာကစားသမားတွေဆိုတော့မြန်မာဘက်ကနေပဲကျွန်တော်စဉ်းစားနေကြတာဗျာနော်အဲကျွန်တော်တို့စမ်းအီဘက်ကနေကျွန်တော်စဉ်းစားကြည့်ကြအောင်ဗျာစမ်းအီဘက်ကစဉ်းစားကြည့်တော့လဲ အဲဆန်းအိအနေနဲ့ဗျာကျွန်တော်တို့ဒီ तू อ่ะဒီ8 rate 8 weight down มาဗျာ तू อ่ะ rating win နေတဲ့ကစားသမားပေါ့เนาะအဲ့တော့အဲဒီ twinning ထက်ကဒီ weight down มา तू อ่ะ rating မရှိဘူးဗျာအဲ့ rating မရှိတဲ့ကစားသမားနဲ့ rating ရှိတဲ့ကစားသမားထိုးရတာဖြစ်တယ်ဗျာဆန်းအိ pressure နည်းနည်းရှိပါ pressure နည်းနည်းရှိရဆိုတော့ဘာကြောင့် pressure ရှိလဲလို့ပြောနေတယ်ဆိုတော့သူ့ရဲ့ အသက်ယူရဲ့အကြောင်း तू ဟာငါမအိုသေးဘူးဆိုတော့ပြကျင်တာပေါ့နော်ငါမအိုသေးဘူးဆိုတော့ပြကျင်နေဆိုလို့ရှိရင်တော့ဒီလိုကစားသမားမျိုးအဲဒီလို rating မရှိရဲ့ကစားသမားမျိုးကို तू နိုင်အောင်နိုင်မရမှာပြန်နော်အဲ့တော့ तू ဒီဘက်မှာဖြစ်မနေနိုင်အောင်ထိုးအရေးကြီးတယ်စမ်းရည်အတွက်ပေါ့နော်အဲနောက်ပြီးကြတော့လွယ်လွယ်ကူကူနဲ့နိုင်နိုင်လားဆိုတော့တွင်းလင်းထက်သည်ဟိုငယ်လဲငယ်တယ်ငယ်ကုန်လဲရှိတယ်အဲ5 IQ မြင့်တဲ့ကစားသမားလည်းဖြစ်တယ်အဲ့တော့ နိုင်ဖို့ကမလွယ်ဘူးဗျစမ်းရေဘက်ကစဉ်းစားကြည့်ရနော်ကျွန်တော်စမ်းရေဘက်စဉ်းစားကြည့်ဗျကျွန်တော်တို့ကဒီမြန်မာကစားသမားဆိုတော့ကျွန်တော်မြန်မာဘက်ကနေပဲစဉ်းစားကြည့်ကြတာဟုတ်ဗျနော်ဒါပေမဲ့စမ်းရေဘက်ကစဉ်းစားကြည့်တော့သူ့လိုလီဂျန်တယောက်နေဒီလိုဟိုဘာမှရေဒီယိုမရှိတဲ့ကစားသမားကိုရှုံးလို့တော့မဖြစ်ဘူးအဲ့ဒါလုံးဝ pressure ရှိတယ်အဲ့တော့ဒီဘွဲကဘယ်လိုဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်ကတော့အဲစမ်းရေအတွက်လည်းလွယ်မှာမဟုတ်သလိုအဲကျွန်တော်တို့ဒီ လီဂျန်တယောက်ကဒီသွေးလင်းထက်ကိုလည်းညာညာတာတာနဲ့လှုပ်ပြီးထိုးမဲ့ပွဲတော့မဟုတ်ဘူးအဲ့ဒီပွဲကအဲတော်တော်ကြည့်လို့ကောင်းမဲ့ပွဲလို့ဆိုတော့ကျွန်တော်နောက်ဆုံးပေါ့နော်ကျွန်တော်အကြိုက်ဆုံးပွဲအရင်စိတ်ဝင်စားဖို့ကောင်းဆုံးပွဲလို့ကျွန်တော်ကတော့မြင်နေတယ်အဲကျွန်တော်ကတော့ဘယ်သူနိုင်မလဲဆိုတော့ကျွန်တော်လည်းမပြောနိုင်ဘူး50 50ပါပဲအဲဒီကျိုးဝိုင်းပေါ်မှာရောက်မှကျွန်တော်ကြည့်ရမှာပေါ့နော်အဲအဲ့တော့စိုင်း50တင်းတင်းထက်50 50ပါပဲဗျကျေးဇူးတင်ပါတယ်ကျွန်တော်ကိုစီပါ